ကဲပရိသတ်ကြီးတို့ရေလူငယ်ဖိုက်တာသန်းစင်ကတော့ဗျာတော်တော်လေးကိုစိတ်တကြနေဗျာစိတ်တကြနေဆိုတာဒီပွဲကိုသူမထိုးလို့ပြောတာမဟုတ်ဘူးသူကဘာလို့စိတ်တကြနေလဲဆိုရင်ဒီပွဲသူရှုံးသွားလို့ရှိရင်ဝမ်ချမ်ပီယံရှစ်ကနေထွက်ရတော့မေဗျာသန်းစင်ဟာတာဂီရုကိုရှုံးပြီးကလေးကနေဝမ်ချမ်ပီယံရှစ်ကတော်တော်လေးကိုနစ်နာသွားလို့ဆိုပြီးတော့ဒေါ်လာသသိန်းနဲ့စာချုပ်ထက်မပိုတဲ့နော်စာစာချုပ်ကြီးကြီးမားမားတခုကိုဒါကျွန်တော်တို့ရဲ့သန်းစင်လေးကိုချုပ်ဆိုထားတာတွေ့ရတယ်ဒါကြောင့်မလို့သန်းစင်ဟာဒါရှုံးနေပေါ့နော်ရှုံးနေဆိုတာတော့ကျွန်တော်အလေး ထုနေတဲ့တောက်လျှောက်ရှုံးတာဗျနော်တာဂီရူကိုကျွန်တော်အလဲထုနေရှုံးနေဆူရီယန်လက်ကိုလည်းကျွန်တော်နိုင်ငံကြီးမှာအလဲထုနေပြန်ရှုံးနေကျွန်တော်ကင်ဆာလက်ကိုလည်းအလဲထုနေပြန်လဲရှုံးနေခဲ့တယ်ဆိုတော့ဆူလင်းဦးတို့တော့နော်ကျွန်တော်အလဲထုနေရှုံးတာမဟုတ်ဘူးတချို့ကဘက်လိုက်လို့ရှုံးတာနော်ကျွန်တော်ဆူလင်းတို့ဆိုရင်တချို့ပွဲတွေဆိုရင်ဒါတိုင်းကဘက်လိုက်လို့ရှုံးတာနော်ချုပ်ပွဲတွေဆိုရင်ဗျာကျွန်တော်ဒါငါချီထိုးရင်နိုင်နိုင်တဲ့နေသားတွေအဲ့ဒါတော့တို့ကပွဲမရဘူးဥပသန်းစင်ကကျွန်တော်ပွဲရတယ်1 championship ကနေလည်းများစွာကြည့်ပြီးဒါမဲ့ဒါကသူ့စာချုပ်ရင်နောက်ဆုံးပွဲပဲဖြစ်တယ် ဒီပွဲကိုခွန်ပွန်နိုင်တဲ့ပွဲကိုဒါကျွန်တော်တို့သန်းစင်ရှုံးသွားလို့ရှိရင်သန်းစင်ဟာဝမ်ချန်ပီယံရှစ်ကနေအနားယူရပါတော့မယ်ဒါကြောင့်မလို့သန်းစင်ကိုယ်တိုင်ကအရောက်မှာပရက်ရှာများပြီးတော့တော်တော်လေးကိုစိတ်ဖိစီးနေရပဲဖြစ်ပါတယ်သန်းစင်ဟာဒီပွဲအတွက်အများကြီးပြင်ဆင်ထားရေးအရင်ပွဲတွေတော့ကလို့ပွဲနီးမှနော်ကျွန်တော်တို့ဒါထိုင်းနိုင်ငံကိုသွားပြီးတော့သူစီရဲ့ဆရာဖြစ်တဲ့စူပါလက်စီမှာသွားရောက်လေ့ကျင့်တာမျိုးမဟုတ်ဘူးအခုကတလားဂျိုကလေးကနေဂျိုတင်ပြီးတော့ထိုင်းနိုင်ငံမှာနေပြီးတော့လေ့ကျင့်ပြင်ဆင်မှုတွေလှုပ်ဆောင်နေကြတာဖြစ်တယ်ဆိုတော့အကောင်းဆုံးဖြစ်မယ်လို့ယုံကြည်တယ်သူနဲ့ထိုးတက်ရမ ယ်ဆက်ဆိုင်ရင်ညီကွန်ဘိုနိုင်ကားလို့ဘာပြောလာလဲဆိုရင်မြန်မာဖိုက်တာတွေကအထင်သေးလို့မရဘူးတဲ့နော်သူထိုးခဲ့တဲ့မိုးထက်အောင်နဲ့ကျွန်တော်တို့ဆွန်ရဲဟာဆိုရင်လည်းတကယ်ကိုမှမတူညီတဲ့ဖိုက်တာနေစနစ်တွေနဲ့အင်တာမှမာဂျော်ရဲ့ဖိုက်တာတွေဖြစ်တဲ့အတွက်တန်းစင်ကလည်းသူအထင်မသေးတဲ့အကြောင်းပြောပြသွားခဲ့တာပဲဖြစ်ပါတယ်။တန်းစင်ကတော့ဒီပွဲကိုဖိအားများစွာနဲ့ထိုးတတ်ရမှာဖြစ်တဲ့အတွက်ကျွန်တော်ပြည်သက်တွေအနေနဲ့အားပေးဖို့အပြောအဝါပေးဖို့တော့လိုအပ်ပါတယ်နော်။